ဘာပြတ်တလို့ငိုတန်တွေအော်ဟစ်အကူကြီးတောင်းတန်တွေပြိုကျသွားတဲ့တိုက်စီကထွက်လာတဲ့ဖုံလုံးတွေကြာမိသားစုဝင်ဆွေမျိုးဒါမှမဟုတ်တငယ်ချင်းတွေရဲ့နာမည်ကိုအော်ခေါ်ရင်းလိုက်ရှာနေတဲ့တွေဒီလိုအတန်တွေစိတ်သုံးခဲ့တဲ့ဆယ်ရဲ့ကျော်ဟာပြည်ထောင်နေကလေးကိုကိုတွေ့ကြုံခဲ့ရသူတွေအတွက်စိတ်ဒဏ်ရာကပိုကျဲလောင်လို့လာနေပါတယ် မက်စလာ28ရက်ကမြမရည်ချင်းမှုနဲ့တပိုင်းတွေထွန်ခါရာမန္တလေးနဲ့စကိုင်းကြီးကိုဗဟုပြုလုတ်ခတ်ခဲ့တဲ့အင်အား9.9ရစ်စတာစကေးငလင်တဲ့ကြောင့်ခိုင်မာတဲ့အထက်အမြင့်အဆောက်အုံတွေလန်ဒရာတွေရှေးအောင်အဆောက်အဦတွေနဲ့အတူဒေသခံတွေရဲ့ပျော်ရွှင်မှုနဲ့တည်ငြိမ်တဲ့ဘဝတွေဟာလည်းနှိမ့်မြုပ်ခဲ့ရပါတယ်။ငလင်လုတ်ခတ်ချိန်မှာထိခိုက်မှုမရှိဘဲလွတ်မြောက်လာခဲ့သူတွေရှိသလိုအထက်အမြင့်အဆောက်အဦပြိုကျလို့ပိတ်မိပြီးသေဆုံးသွားသူတွေလည်းရှိပါတယ်။ ကြအပြင်အပြိုအပြက်တွေခြားထဲမှာတပတ်ကြာသိမင်းနဲ့စစ်ခင်ပြီးရှင်တန်လွမြောက်လာသူတွေလည်းရှိပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းမိနစ်ပိုင်းစာလှုပ်ခတ်သွားတဲ့အခြေအနေနဲ့ဖြစ်ပျက်ခဲ့သမျှကိုတော့လက်ရှိအချိန်ထိမမေ့နိုင်သေးပဲစိတ်ကြောင်ချောက်ချားထင်မှတ်မှသူတွေစိတ်တန်ရာရရှိသွားသူတွေလည်းအများအပြားရှိနေတာပါ။မန္တလေးမြို့မှာနေထိုင်ပြီးငလင်လှုပ်ခတ်ခြင်းထွက်ပြေးလွမြောက်လာသူအသက်30ကျော်အရွယ်ကိုဟိန်းထက်နိုင်ကငါမသိကြတော့ 哎，到我们海南，我这边就好多人教呢，反正就皮带不，收钱的呢对吧？伢人不买零钱的话，皮带你也得不，哎，你要是这边在海里，哎，别个就收的两两多的，反正就老多皮带的，他有钱，他老板是啥子水果领了，还是还是就皮带的，年纪低，有的低就分的钱了，就是皮带不。 ငလင်ကြီးလုတ်ပြီးနောက်ပိုင်းအင်အားသေးစားနဲ့အလက်စားငင်လင်းတွေဟာနေ့စဉ်ဆိုသလိုဇက်တိုက်လှုံနေတာကြောင့်ပြည်သူတွေဟာစိုးရင်စိတ်တွေနဲ့နေနေကြရတာပါငလင်တဲ့ကြောင့်မန္တလေးမြို့ဟာလူအသေးပြောင်းတဲ့အထိကအများဆုံးဖြစ်ခဲ့ရပါတယ်ဒုတိယနဲ့တတိယအထိကမှုအများဆုံးကတော့ဇက်ကိုင်းနဲ့နေပြီးတော့ပါ နှစ်ပေါင်းများစွာအခိုင်အခက်နေထိုင်ခဲ့ကြသူတွေဟာမိနစ်ပိုင်းမျက်စိတမိအတွင်းမှာပဲအိမ်တွေဆုံးရှုံးတာမိသားစုဝင်ဆွေမျိုးသားချင်းနဲ့အိမ်နီးနားချင်းမိတ်ဆွေတွေကိုဆုံးရှုံးခဲ့ရတာပါဒီလိုဆုံးရှုံးမှုကရှင်ကျန်ရစ်သူတွေအတွေ့ပူဆွေးတော်ကရောက်စေသလိုအိမ်မပျော်တဲ့ရက်တွေကိုလည်းဖြစ်စေပါတယ်ခဏတစ်ဖြုတ်အိပ်ပျော်သွားရင်တော့အိမ်မက်ထဲအထိငနေလှုပ်သလိုချင်းရောင်ခန်းစားအိမ်မက်မတာတွေကိုနောက်ဆက်တွဲကြုံနေကြရတာပါ လက်ရှိငလင်တန်ကိုအစိုးဆုံးခန့်စားရတဲ့ပါတယ်။မန္တလေးမြို့မှာနေထိုင်သူမတ်စုကတော့ငလင်ဘေးကလွတ်မြောက်ခဲ့ပေမဲ့သူ့ရောက်ရှိနေတဲ့ဖုံးတော်ကြီးကြောင့်ပြိုကျတဲ့မြင်ကွင်းကမျက်စိထဲမှာမပြောင်းနိုင်သေးပါဘူး။ညဘက်တွေဆိုသုံးချိန်တည်းမနေလန့်လို့တာစိုးရိမ်စိတ်တွေနဲ့အိပ်ဖြော်ကိုခတ်တာတွေခံစားနေရတယ်လို့သူကပြောပါတယ်။အခုဆိုရင်ကားဖြတ်ကားကုန်ကားကြီးဖြတ်သွားရင်လုံး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 မြင်လို့ဖြတ်ကြည့်ရအောင်ကနေလောက်တယ်ခင်ဗျာဆက်ကြမှာ 他也是那个，但我也觉得，隆隆隆上面就咩啊，就是个赌场了就红火的特起啊，那种，然后啊，水啊，那个那个，这个太见他了，那样上面啊，这里弄着鸡来了，我水哥啊水的，我就加上去去医院玩的，根本种隆隆在在，你啊老公啊，改的，那个，鸡啊，跟 းချိန်တော့ကောင်းကြည့်ပြရတယ်တေးရောက်ချိန်တော့မှ၃လနောက်ကအဲ့ဒါကြည့်ရအဲ့လိုညအဲ့ရင်လည်းလို့တော့ဆယ်အကုန်လုံးပဲကနေပဲလို့ဒီလို့ပြအချိန်တော့ပြန်လိုက်ရပါအဲ့လိုမျိုးရှိငလင်မလောက်ခတ်မီအချိန်ကလေးကမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာကြောင့်နိုင်ငံတော်ဝန်ပြည်တွင်းစစ်တံကိုခန့်စားနေကြရပါတယ် ပြည်သူတွေဟာစစ်ပွဲတွေကြောင့်ပူဆွေးတော့ကရတာနဲ့စိတ်ဆင်းရဲခြင်းစတဲ့စိတ်အဆင်မပြေမှုတွေကြောင့်စိတ်ပိစီမှုရာဂိုင်းတော့မြင့်မားနေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။လင်းနီကြော်ကြားစီရေးပဋိပက္ခနဲ့အာနာမသိငင်က COVID-19 ကပ်ရောဂါကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာအကျဘက်ကိုဦးတည်နေတာကလည်းစိတ်ပိစီမှုကိုပိုမြင့်မားလာစေတယ်လို့ကြံကျင်သူတွေကဆိုကြပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့34.4ရာခိုင်နှုန်းဟာစိတ်မှုမမှန်ခြင်းနဲ့စိုးရိမ်မှုလွန်ကဲတဲ့စိတ်အခြေအနေတွေကိုရင်ဆိုင်နေရတယ်လို့ WHO ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာငလီလောက်ကပ်ပြီးနောက်မှာတော့စိတ်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့အချက်အလက်တွေကောက်ယူဖို့ခက်ခဲနေတယ်လို့လည်း WHO ကထောက်ပြထားတာပါ။လက်တွေ့မြေပြင်မှာတော့စိတ်ကျန်းမာရေးထိခိုက်သွားတာကိုသိသူတွေရှိသလိုလက်တလောဖြစ်ရှင်ရမာတွေကိုဦးစားပေးနေရတာကြောင့်သတိမမူမိသူတွေလည်းရှိနေပါတယ်။ ငလင်းကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရသူတွေကိုနှစ်သိမ့်ဆွေးနွေးပြနေတဲ့ကိုဝေရန်ကတော့ဘာကြီးအဓိကကြုံရလဲဆိုလို့ရှိရင်တော့မမေကိုတည်းမတွေ့ဘူးတစင်ကန်ကြုံရတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်ကကိုဘာမှမလုပ်နိုင်တဲ့ဟာတွေပို့ပြီးတော့ focus တက်နေရတာနော်အကုန်လုံးလုပ်နိုင်တဲ့ focus တက်နေတယ်အဲ့လိုလေအာပြီးသွားတဲ့ခါကျတော့ဒီအကုန်လုံးထိခိုက်သွားတဲ့ခါကျတော့ကျွန်တော်ရှိရင်းမှပြန်ပြန်ကြပေါ့နော်ဘာလို့လဲရှိဆက်သွားမယ်ဆိုရဲဒီလိုမျိုးချက်ဒီနည်းနည်းအ 哦，对于民间的那些民间音乐这种组合，什么哦，大家尤其是哎，比如见到一些叫做哎，民族的声调音乐，那么做，然后哎，民族的，所以就讲到话，我可能话，初二的啊，追逐呢，就是关于什么，听听民族的音乐，看看这个，哎，听听民族的看看这个，然后呢，就做比比了，然后就是说，拉提了，做朋友的时候，母爱的含糊一点啊，到时候就要注意。 ေပြေးကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာရှိခဲ့သလို post traumatic stress disorder PTSD လို့ခေါ်တဲ့နောက်ဆက်တွဲစိတ်ဖိစီးမှုရောဂါတွေဖြစ်လာနိုင်ခြင်းရှိတယ်လို့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုမျှဝေပေးနေတယ်။မြန်ဟက်ကလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်အတိအပြေပြောဆိုထားပါတယ်။ ဒီလိုခန်းစားရသူတွေတဲ့ငလင်တန်ကိုတွေ့ကြုံခဲ့ရသူတွေဒါမှကပဲဘေးတင်ဒေတာတွေမှာငလင်လုတ်ပြီးချိန်ကလေးကနိညာမပြက်ကဲစည်ရေးလှောက်ဆောင်နေသူတွေတရင်ဆောင်ကြည့်ရသူတွေလည်းပါဝင်ပါတယ်သူတို့အနေနဲ့တဆင့်ခံစိတ်ဒဏ်ရာလို့ခေါ်တဲ့ secondary traumatic stress ကို ခံစားရနိုင်တာပါ အဲ့ဒီလိုတဆင့်ကန်စိတ်တန်ရာရသူတွေကအဲ့မပြောတာအပြစ်ရှိသူလို့ခံစားရတာစိတ်ဓာတ်ကြတာနဲ့အာယုံစူးဆိုင်မှုနဲ့တာစတဲ့လက္ခဏာတွေကိုခံစားရလေးရှိပါတယ်။ဖြစ်ပြီးချိန်ကနေအခုထိမန္တလေးမှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့အသက်28နှစ်အရွယ်ကိုထက်ကတော့အသက်ရှင်ကျန်နေကြရတာကိုအပြစ်ရှိသူလို့ခံစားနေရသူတူပါ။တချို့တွေကမတည်တဲ့မတည်ဝါရဲ့ဟာကျိုးရဲ့သူတို့မြန်မာလိုကယ်ပါပါညာပြောရဲပေါ်လို့မရဘူး။စစ်စစ်လုံးလုံးမရှိဘူး။ အဲ့တော့ရေတံဘူးလေးထည့်ပေးခဲ့တယ်ရေတံဘူးလေးထည့်ပေးပြီးတော့ကျွန်တော်နောက်ရက်ပြန်သွားတော့အဲ့ကောင်အတက်ပေါ်ကြီးဖြစ်သွားပြီပါကိုရီစစ်စီဆောင်နေရှင်လုံနိုင်ခဲ့ရမယ်ကိစ္စတွေကိုရီမလုံနိုင်ခဲ့လို့အဲ့ချိန်နိုင်ငံသားအခွဲနေတယ်မန္တလေးမရောက်သေးဘူးဆိုတော့ခေါ်ခွင့်ခေါ်လို့မရဘူးခေါ်ပြမရှိဘူးလေအကူကြီးတောင်းနေရအဲ့ချိန်နဲ့ဖြစ်ပြီးနောက်ရက်မှနိုင်ငံသားအခွဲနေမန္တလေးသာရောက်နိုင်မယ်ဆိုရင်သူတို့ဆက်ဆက်ခေါ်ရလို့ရတယ်အဲ့တော့ 不都嘛嘞钱多钱了不？我还没记我嘞，像那那话嘞，不拉一点他妈嘞没好处嘞，反正本来没好。反正你像新盖的楼那里边子了，六先多块钱一个，父母必须得要送纳子了，送纳这些的必须得送纳那了，超过啦超过的，按照退休过了我这 စကိုင်းတဲ့ရွေကိုအခြေပြုလောက်ခတ်ခဲ့တဲ့ငလျင်ရဲ့တရားမှုကိုမြန်မာနိုင်ငံလူကြီး18တန်းခန့်ခန်းစားသိရှိခဲ့ရတယ်လို့မြန်မာမဟာဗျူဟာနယ်မူဝါဒလေ့လာရေး Institute ISB မြန်မာကဖော်ပြထားပါတယ်။အခုဆိုရင်တိတ်ဆုံးသူအရေးအတွက်က4300ကျော်ရှိခဲ့ပြီး6500ကျော်ကထိခိုက်ဒဏ်ရာရရှိထားပါတယ်။ မလင်တန်ခန်းစားရပြီးစရဲ့အတွင်းမှာလူပေါင်း900နီးပါးကဲထုတ်နိုင်ခဲ့ပြီး440ကျော်ကတော့ပျောက်ဆုံးနေစေဖြစ်တယ်လို့ TVV Data Team ရဲ့အချက်လက်တွေအရသိရပါတယ်။ကြပြင်ငလင်ပေးတင်သူတွေတဲ့ကိုဝင်ဆောင်မျိုးသမီးအ ਨੇ စုံတသိန်း8300ကျော်ပါဝင်တယ်လို့လဲကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFP ကသတင်းထုတ်ပြန်ထားပါတယ် အဲ့ဒီတဲမှာအများစုဟာအသက်ကယ်ဆယ်ရေးတောက်ဖားကျန်းမာရေးဝန်ဆောင်မှုတွေဆုံးရှုံးနေရတယ်လို့လည်းပါဝင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြင့်ဒီလိုဆုံးရှုံးမှုတွေကစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေစီဦးတည်လာစေတာပါ။တဘာဝပေးအနေနဲ့မမျော်လင့်မဲ့ရုပ်တရက်ကြုံလိုက်ရတဲ့အဖြစ်အပျက်တွေကြောင့်စိတ်တန်ရာခံစားရမှုကြခြင်းကပထမအဆင့်မှာဆိုရင်တစ်ဘက်ကနေတလအတွင်းရှိနိုင်တယ်လို့သိရပါတယ်။ ဒီအခြေအနေကိုမကျော်လာနိုင်နဲ့စိတ်အဆင်မပြေမှုတွေက6လကနေတစ်နှစ်ဝန်းကျင်အထိအမြင့်တွယ်နေခဲ့မယ်ဆိုရင် PDSD စိတ်ပိစီမှုယောဂအဆင့်ထိရောက်ရှိလာနိုင်တာကြောင့်တတိထားဖို့ကိုပညာရှင်တွေက channel အမျိုးမျိုးကနေကြိုက်တွန်းနေကြတာပါ။ဒါအပြင်ဘေးအန္တရာယ်ဆိုးကိုကိုယ်တွေ့ကြုံခဲ့ရသူတွေဖြစ်တာကြောင့်ဘေးကနေဖေးကူနိုင်သူတွေအနေနဲ့ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသူတွေအတွေ့ပိုပြီးနားလည်ဖေးမဖို့လိုတယ်လို့ကိုဝေယံကအကြံပြုပါတယ်။ 部分检查的嘛，哪里来看不如的，不如现在比那个好吧？就是说，这东西它也含硒元素啊，对不对？我大概这么得说的。还有那个你就是嘛，就是说，一部分检查的嘛，就是说，弟弟妈妈去得流行，高血压他们去补救来检查检查，哦，就是这个补的也大呀，所以说流出这个娃娃就说，流出那方便是真厉害的，看着，高血压快出来了，他们讲高血压特别大，我看咱们也流。 中央的思路现在就是说，以前在这个方面一点问题，今天是的，那么说一下就是说，还有些就是些事业单位，一般在各个企业上培养的一个政策了的，你没有文件主张管理的，今年是不毕业哈，没有的，有些就是说，拿什么给咱们做下去的，现在起码工人要低收一点的，哎，说二三六一点，还是讲什么的，文件下达了的，明白。 မန္တလေးကိုပြင်းပြင်းထန်ထန်ကြုံတွေ့ကြရတဲ့မန္တလေးစခိုင်းနဲ့အင်းလေးဒေသတွေဟာမြမရိုးရာတကြံတလေးမှာပျော့စမတ်တွင်တဲ့ဒေသတွေပါမန္တလေးကျုံတဝိုက်ကလမ်းလျှောက်တကြံစခိုင်းဒေသတွင်ကချင်းတွင်းတကြံနဲ့အင်းလေးဒေသကရေပေါ်တကြံတွေဟာကမ္ဘာတဝန်းအထိလူသိများခဲ့ရပါတယ်ဒီလိုအထင်ကြီးနေရာတွေမှာရိုးရာတလေးကိုဂုံယူရင်း နှစ်သက်ရက်မြက်ကိုမင်္ဂလာရှိစွာဖျက်တမ်းလေးရှိတဲ့ဒေတာခန်တွေအတွက်တော့လက်ရှိအချိန်မှာကပ်ဘေးအတွင်ငလျင်တန်းချာအဆအဦးပြက်တွေချာစိတ်တန်ရာတွေနဲ့ရှေ့ဆက်နေရအောင်ပါ